နေဥပဒေသား24လိမ္မာပါနဲ့ပါသဘောတရားဩဇာအာဏာအရှိန်အဝါနဲ့နိုင်ငံရေးပြည်ရဲ့အင်မတန်များတဲ့လောကနေပေဆုံးမှာအရေးအခြေတည်မြင်လွယ်တဲ့ပါနဲ့သူလူလဲတွေအများကြီးရှိပါတယ် ။တွဲဝိုင်းနီးနဲ့လိုချင်တာကိုမရရအောင်ဖန်တဲ့နေရာမှာထူးချွန်ကြပြီးဖားတည်ရင်ဖားတက်ကြတယ်လို့ရာသူဂုံတိန်ကြီးသူမြင့်သူတွေရဲ့လက်အောက်မှာခစားဖို့ရဝန်မလေးကြပါဘူး။လူရည်လေကြသူတွေဖြစ်တဲ့အတွက်ရီမွန်ကြပြီးပေါင်းတင်ဆက်ဆံရေးအင်မတန်ကောင်းကြပါတယ်။အပြောအဆိုအနည်းအထိုင်အသွားအလားအင်မတန်ပြည့်တည်တတ်ပြီးစံတင်လောက်တဲ့လူတွေဖြစ်ပါတယ်။လိမ္မာပါနဲ့တဲ့လူတွေရဲ့လူလေတွေရဲ့တဘာဝကိုနားလည်အောင်လေ့လာပြီး နေ့စဉ်လူနေမှုဘဝမှာကိုကျိုးဖြစ်တော်အောင်ဖန်တက်ပါစေလူထက်ကလူတွေကိုကြည်လိုက်အကြည့်ကအစာသူများနဲ့မတူဘူးပြောတိုင်းဆိုတိုင်းမှာလှုပ်ရှားသွားတဲ့ကိုအမှုရာနှုတ်အမှုရာမျက်နှာအနေအထားလက်အနေအထားအားလုံးကအတိတ်ပဲတွေနဲ့ပြည့်နှက်နေတတ်တယ်နေရာတိုင်းမှာတွေ့ရတတ်ပြီးလူတိုင်းနဲ့တိတဲ့လူတွေဖြစ်တယ်နေပယ်ဆုံးမှာနှမ်းဆက်တူဖြစ်တယ်လို့အခရာကြတဲ့ယာဒူးဂုံရှင်တွေနဲ့လည်းယင်းဒီကျွမ်းဝင်ကြတယ်ရန်သူနဲ့ဖြစ်စေမိတ်ဆွေနဲ့ဖြစ်စေ ဘယ်သူနဲ့ပဲပေါင်းတင်ဆက်ဆံရပါစေအပြုံးမပြတ်နှွေးထွေးတဲ့လေတန်းတဲ့စကားမမအောင် အထုတတိထားပြောဆိုတက်ကြတယ်အပြောင်းအလဲမရှိတဲ့မျက်နှာအနေအထားအသွာအလာအနေအထိုင်တွေကြောင့်တို့ရဲ့စိတ်နေစိတ်ခံကိုခံမရခက်တယ်တို့ခံစားချက်တွေကိုဖုံးကွယ်ထားပြီးလူအလိုက်ဆက်ဆံတက်ကြတာကြောင့်ပေါင်းရတင်ရလွယ်ကူတလောက်အတော်အနေရများတဲ့ပုံကိုယ်တွေဖြစ်တယ်မော်ကြွားခြင်းကို အထူးရှောင်ပါလူသိရှင်ကြဖြစ်ရတာတွေ နာမည်ကျော်နာမည်ရတာတွေကမတ်လောက်เสียရပါအထူးသဖြင့်ကိုနဲ့ပတ်သက်ပြီးလူပုံအလှယ်မှာပြောစမှတ်တွင်သွားရင်တိတ်ပြီးတော့ကြီးစိတ်ကြေနေเสียကောင်းပါလေလူတွေရဲ့အထင်ကြီးလေးစားမှုကိုရတာကရွှေဦးကြီးပတ်ရတယ်လို့မျိုးအင်မတန်စိတ်ချမ်းသာเสียကောင်းပါလေဒါပေမဲ့လူအများရဲ့ပါးစပ်မှာကြိုက်ကြောင်းနှစ်လူကြောင်းပြောကောင်းပြောနေပေမဲ့ကိုကိုအမြဲတစေအကဲခတ်နေတဲ့လူအပေါ်ကလူတွေကတော့ကြိုက်ချင်မှကြိုက်မှာပါအထူးသဖြင့်လူပေါ်ကလူတွေက အဲ့ဒီလိုမျိုးမောကြွားတာကိုယုံမုံတက်ကြပါတယ်။အောက်ကျုပ်နှိပ်ချပြီးတီတီရန်နဲ့နေတက်ထိုင်တက်တဲ့သူတွေကိုပို့ပြီးတော့ပေါင်းသင်းဆက်ဆံလိုကြပါတယ်။ဒါကြောင့်မလိုအပ်ပဲမကြွားမဝါပါနဲ့။အနေအထိုင်ကောင်းအောင်ဆင်ကျင်ပြီးနေပါ။အတင်းလုံးမပြနဲ့။ဘာပဲလုပ်လို့ကိုလုံနိုင်ကြောင်းပြချင်းယုံတက်တက်နဲ့အတင်းလုံးမပြပါနဲ့။တဘာဝအတိုင်းပဲပုံမှန်လေးလုပ်ပါ။ပါရမီရှိကြောင်းမှန်ရင်လုပ်ပြစရာမလိုပါဘူး။တန်ဖိုးရှိတဲ့အရာတွေကိုတန်ဖိုးတည်သူကမြင်ပါတယ်။ တန်ဖိုးရှိမှမသိသူတွေကသာတန်ဖိုးရှိတဲ့အရာတွေကိုမြင်နေလျက်နဲ့မျက်ွယ်ပြုတ်သွားတတ်ကြတာပါအလုတ်ကိုအားကျိုးမှန်တက်လုံနိုင်တာကတက်လုံကောင်းတယ်လို့ထင်ရပေမဲ့လူတွေအမြင်မှာလောဘကြီးတယ်လို့အစွဲကြီးတယ်လို့မျိုးအထင်အမြင်လွဲကျင်စရာဖြစ်သွားနိုင်ပြီးမလုံနိုင်မဲ့မလုံစိမ့်တဲ့အတင်းလှုပ်ပြတယ်လို့ဖြစ်သွားတတ်ပါတယ်ဒါကြောင့်ဘယ်တော့မှလူတာတက်ပုံမလှုပ်ပါနဲ့ပုံမှန်လေးပဲလှုပ်ပြပါလုတ်တက်ယူမှန်ရင်လုံနိုင်သူတွေကိုအခွင့်ကောင်းယူတက်သူတွေက ခိုင်းစားတက်ကြပါတယ် ဒါကြောင့်လူတာထက်ပိုးပြီးတော့စွမ်းရည်ထုတ်မပြပါနဲ့ခိုင်းကောင်းရင်ပူခိုင်းခံရတယ်အစွမ်းအစရှိရင်အစွမ်းအစကိုတန်ဖိုးထားနိုင်သူတွေကိုပဲထုတ်ပြပါ နားမလဲသူတွေရှေ့မှာအတင်းရှင်းပြလဲဘာမှမထူးပါဘူးနေရာမှန်ကိုသိပါစေဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့48 law of power အာနာဇတ်အပိုင်း10ပဲဖြစ်ပါတယ်ခင်ဗျာဖားတတ်ပါစေမြောက်ခံရတာကိုလူတိုင်းကြိုက်ပါတယ်ဒါပေမဲ့လူတိုင်းမမှတ်ပါဘူး အခြေအနေကိုကြည့်ပြီးပါးနဲ့စွာမြောက်ပြောပါမြောက်တက်တိုင်းနေရာတကာမှာမြောက်ပြောနေစရာမလိုပါဘူးမြောက်ပြောဖို့လိုအပ်လာရင်ဓာတ်ရိုက်ကြီးမြောက်ပြောတာမျိုးထက်တစ်ဖက်လှည့်ပြီးတွယ်ဝိုက်ပြောတဲ့စိုးတက်အောင်လေ့ကျင့်ထားပါဒါမှမြောက်ခံရတဲ့လူရဲ့စိတ်ထဲစွဲသွားမှာဖြစ်ပါတယ်ကိုနီတူလူတိုင်းလိုလိုမြောက်ပြောကြပါပါပဲကိုနီတူလူတိုင်းလိုလိုမြောက်ပြောကြမှာပါပဲကိုပြောတဲ့စကားမှတ်သွားနိုင်အောင်အထာကြကြပြောတတ်ဖို့လိုအပ်ပါတယ်တီးခံရအောင်ဖန်တတ်ပါစေ ိခံရအောင်ဖန်တက်ပါစေ။ဘလောက်ပဲထူးချွန်နေတဲ့သူဖြစ်ပါစေ။တပတ်ကမ်းမြောက်ပါရမီရှင်ပဲဖြစ်နေပါစေ။လူတွေတိအောင် ကိုကိုကိုမချပြနိုင်တဲ့၍ရပ်ပုံးပြီးလိုပဲလူမြင်ကွင်းထဲကနေပျောက်ကွယ်နေမှာပါ။အဲ့ဒီလိုပြောလို့လူတွေတိအောင်ဆိုပြီးတော့လူမုံအလယ်မှာဘယ်သူပဲဝါပါပါလုတ်တက်ညာလုတ်တက်ပါရေရေလို့ဒဲ့လိုကြီးကျင်းကျင်ညာလို့ကတော့လည်းမဖြစ်ပါဘူးပညာသားပါပါအထာချာချာဂွင်ဖန်ပြီးတည့်အောင်လုတ်တက်ရမယ် ကိုယ်အစွမ်းအစာကိုပြသခွင့်ရအောင် ကြံတက်ဖန်တက်ရတယ်။လိုအပ်ရင်အရင်အမြစ်တွေအချိတ်အဆက်တွေနဲ့ပူးပေါင်းပြီးတော့တွင်ဖန်တက်ရမယ်။တိခံရအောင်မလုပ်ဘဲနဲ့ထိုင်ကြီးနေလို့မရတာကိုသိပါ။တိုးတက်ကောင်းမွန်တဲ့အရင်အချင်းရှိလျက်နဲ့လူတိအောင်မလုပ်ဘဲပုံကွယ်နေရင်တော့လူဖြစ်ရကြုံမနှက်တာကိုနားလည်ထားပါ။တန်ဖိုးရှိရုံမှန်ရင်တန်ဖိုးထားနိုင်မဲ့သူတွေနဲ့ရင်းနှီးကျွမ်းဝင်ခွင့်ရအောင်စူးစမ်းပါ။အတူယူပြီးအသားတကျနေတက်ပါစေ။အတူယူပြီးအသားတကျ အနေတက်ပါစေလူအများပြောဆိုသလိုလိုက်ပြောတတ်မှလူအများနေထိုင်သလိုနေတတ်မှလူအများသုံးဆွဲသလိုလိုက်သုံးတတ်မှလူစင်မိတယ်လို့တွေးတာကလုံးဝမှားပါတယ်ဘယ်တော့မှအဲ့ဒါလိုမလုပ်ပါနဲ့တွေးတော့မတွေးလိုက်ပါနဲ့လွတ်လပ်စွာပြောဆိုနေထိုင်ရှင်သန်ခွင့်ရှိပါတယ်သို့တော့အနေအထားအလိုက်ပါပါနဲ့နဲ့နေတဲ့ထိုင်တဲ့ပြောတဲ့ဆိုတတ်ဖို့တော့လိုပါတယ်အထက်တန်းလွာလူကုန်တဲ့တွေအကြသွားလာနေရတဲ့အချိန်အခြေခံအရက်စကားပြောဟန်ဆိုဟန်နဲ့ အနေမမှားပါစေနဲ့လူဘောကလူတွေကတော့ကိုယ့်ရဲ့အပြုတ်အမှုကိုတိုက်ရိုက်ကြီးကဲရဲမှာတော့မဟုတ်ပါဘူးဒါပေမဲ့တို့ရဲ့အတွင်းစိတ်အတွေးမှာတော့အထင်သွေးသွားပြီးနောက်တစ်ချိန်တို့နဲ့တွေ့ဆုံခွင့်မရအောင်အခွင့်အလန်းဟုန်တမယာပိတ်ပင်လိုက်ပါပါအခြေခံလူအများနဲ့ပေါင်းတင်ဆက်ဆံတဲ့အခါမှာလဲမောင်းမောင်းမာမာမပြောဆိုပါနဲ့အောက်ခြေလွတ်တယ်ဆိုပြီးတော့လူမုန်းခံရတတ်ပါတယ်ဒူးနေရတူတော်နေရတော်ပြောဆိုပါအရက်အလိုက်နေတဲ့ထိုင်တတ်ပါစေမော်ကြွားဘူးလိုအပ်ရင်မော်ကြွားပ နှိတ်ချဖို့လိုအပ်ရင်နှိတ်ချလိုက်ဖို့ဝန်မလေးပါနဲ့အတူယူတင်တာကိုအတူယူပြီးအတူခိုးတင်တာကိုပြပြအတူခိုးလောက်ပါ အနေအထားအလိုက်အသားတကြနေတဲ့ထိုင်တဲ့သွားတက်လာတက်ရင် လူချစ်လူခင်များတယ်လို့လူတိုင်းရဲ့လူလားမှုကိုခံရမှာပါ အနေတက်ရင်ဘဝကမခက်ပါဘူးအနေမတက်ရင်တော့ဘဝပြက်လွယ်တာကိုလုံးဝမမိပါနဲ့လိန်နေညာနေတာတွေလုံးဝမဟုတ်ပါဘူးအန်ဆောင်နေတာတွေအားလုံးကတယုတ်ဆောင်မှုတက်တက်ပါ တရုတ်ဆောင်ခြင်းဆိုတာကတော်ယုံတန်ယုံလှုပ်တက်ဖို့မလွယ်တဲ့အစ်စ်မြင့်အမှုပညာပါတရင်စိုးတဲ့လာသူမဖြစ်စေနဲ့တရင်စိုးလာလျှောက်တဲ့တမန်ကိုဘရင်တိုင်းကမုံပါတယ်မဖြစ်သေးတာမှန်ပေမဲ့တကယ်တော့လည်းအမှန်ပါဘယ်သူမှတရင်စိုးမချားချင်ပါဘူးအဲ့တော့မို့ဘယ်သူမှတရင်စိုးမချားချင်ပါဘူးအဲ့ဒီတော့တရင်စိုးပြောသူတိုင်းကိုလူတိုင်းယုံမုံကြပါတယ်တကယ်လို့မဖြစ်မနေတရင်စိုးပြောဖို့အကြောင်းဖန်လာရင် ကိုတိုင်းကမပြောမိအောင်တပတ်လှဲ့ပြီးတခြားလူကိုပြောခိုင်းပါနင့်နာရမဆိုရင်အစာထိုးတက်တာကပညာတစ်ခုပါအယောမဝင်ပါနဲ့နေရာတိပါဘယ်ဆရာကမှတပည့်နဲ့တန်းတူမပေါင်းမတင်းကျင်ကြပါဘူးဆရာဘက်ကဘလောက်ပဲတပည့်ကို သူငယ်ချင်းလိုပေါင်းတင်းဆက်ဆံနေပါစေတပည့်ကဆရာကိုအပေါင်းအသင်းလိုဆက်ဆံတာကို မကြိုက်ကြပါဘူးတဘောထားကြီးတဲ့အနေနဲ့အပြစ်မဆိုပဲခန်းစားချက်တွေကို ဖုံးကွယ်ထားကောင်းထားနိုင်ပေမဲ့ နေရာမသိတာမျိုးတွေကိုခါးသီးကြပါတယ်။ကိုယ့်နေရာကို သိပါအယောမဝင်ပါနဲ့။ကိုယ်နဲ့မဆိုင်မဲ့ဝင်မပါနဲ့။အပြက်စကားအပြက်စကားဝေဖန်ရတာတွေကိုလူတိုင်းလှုပ်ကျင်ကြပါတယ်။ကိုယ်စိတ်ထဲကအမြင်ကိုဖွင့်ပြောလိုက်ရမှစိတ်ကြည်နိုင်စိတ်ကြည်နေရတယ်လို့မျိုးလူတိုင်းဖြစ်တတ်ကြပါတယ်။ဒါပေမဲ့နေရာသိပါ။ကိုယ်နဲ့မဆိုင်ရင်ဝင်မပါပါနဲ့အကြောင်းအမျိုးမျိုးကြောင့်ကိုယ့်ထက်လူကြီးကကိုယ့်အမြင်ကိုမေးလာခဲ့ရင်တော့မတိကြောင်ဖြေလိုက်တာကအကောင်းဆုံးပါ။ ဒါကမှအထက်လူကြီးကခွင့်ပြုချက်တကယ်ပေးပြီးမြောက်စားတယ်လို့အကွင့်အလန်းပေးမှသာကို့အမြင်ကိုချပြပါဒီနေရာမှာအထူးမှတ်ထားဖို့လိုတာက အထက်လူကြီးတွေက ပြောပါဆိုတိုင်းချက်ချင်းမပြေဘူးပါအမျိုးအမြင်ရှိပြီးအရေးချင်းကိုအတိအမှတ်ပြုနိုင်တဲ့အတိဉာဏ်ပညာထက်မြတ်သူတွေကတစ်ဖက်လူရဲ့အမြင်ကိုတကယ်သိကြရင်စကားခံပြီးပြောခွင့်ပေးတတ်ပါတယ်လူမှုရေးအရာမဖြစ်မနေမေးဖို့ လို့လို့ပြောဖို့တောင်းဆိုသူတွေကတော့သူတို့နဲ့ဒမ်းမတူတဲ့သူစီကစကားမချားကျင်ကြပါဘူးအခွင့်အလမ်းပေးတဲ့အနေအထားပေါ်မူတည်ပြီးပါနှက်ပါကိုနဲ့မဆိုင်ရင်ဝင်မပါတာအကောင်းဆုံးဖြစ်ပါတယ်ပါနှက်စွာအခွင့်တောင်းဆိုပါတောင်းဆိုလာတော့မှဘယ်သူမှမငင်းဆန်ပါဘူးအထူးသဖြင့်အထက်လူကြီးတွေစီကိုတောင်းတောင်းပန်ပန်နဲ့တောင်းခံလာတဲ့အခါမျိုးတွေမှာအထက်လူကြီးတွေအနေနဲ့မငင်းကြင်ပေမဲ့ အခြေအနေအရညင်းရတာမျိုးတွေရှိပါတယ်ဒါမှမဟုတ်လိုက်မလိုက်လျောခြင်းပဲလိုက်လျောရတာတွေမျိုးရှိတတ်ပါတယ်ဒါကြောင့်မဖြစ်မနေအကြောင်းရှိမှသာတောင်းဆိုပါ မလိုအပ်ပဲတောင်းဆိုတာမျိုး လုံးဝမလုပ်ပါနဲ့တောင်းဆိုစရာမလိုပဲလူကြီးတွေတိအောင်ဂွင်ဖန်ပြီးလမ်းကြောင်းစင်တက်ပါစေပါနမှုကအင်မတန်အရေးပါတဲ့ကိုရီကိုသွေးဖြစ်ပါတယ်ဘယ်တော့မှတပားလူအတွက်တောင်းဆိုတာမျိုးလုံးဝမလုပ်ပါနဲ့အထူးသဖြင့်မိတ်ဆွေအပေါင်းအသင်းတွေအတွက်တောင်းဆိုတာမျိုးမလုပ်ပါနဲ့ ိုနဲ့ဆိုင်တာကိုတိုင်လောက်တာပဲကောင်းပါတယ်မလိုအပ်ပဲပြက်ရယ်မပြုတ်နဲ့ဟာသညာရွှင်မှုဆိုတာကပေါင်းသင်းဆက်ဆံရေးကောင်းသူတွေမှာရှိကိုရှိတဲ့နဲ့အရေအသွေးတခုပါသို့တော့နေရာတိုင်းမှာဟာသလောက်တာမျိုးကအမြင်ကက်စရာကောင်းပါတယ်ပေါ်ပြပြဆန်တာကြောင့်မလိုအပ်ပဲပြက်ရယ်မပြုတ်မိပါစေနဲ့လူတွေရဲ့ဝတ်စားစင်ရင်မှု ပြောပုံစိုးပုံစားပုံတောက်ပုံစသဖြင့်ပုံကိုရေးဆန်တဲ့ဟာသတွေနဲ့မလောက်ပါနဲ့ပြည့်ရဲ့ပြုစရာအကြောင်းအရာတွေအများကြီးရှိပါတယ် လူတွေရဲ့အသွေးအပြေပုံတံကိုကြည့်ပြီးတော့ဝေဖန်တယ်လို့နဲ့ဟာတာလောက်တာကညံရှင်တာမဟုတ်တော့ပဲစော်ကားတယ်လို့ဖြစ်သွားနိုင်ပါတယ်အစိုးမြင်သူမဖြစ်စေနဲ့လူတိုင်းမကောင်းပြောတတ်ကြပါတယ်ပြောလဲပြောကျင်ကြပါတယ်ဒါပေမဲ့လည်းလူတွေအမြင်မှာကိုကမကောင်းမြင်လုံးသူမဖြစ်ပါစေနဲ့ဖြစ်နိုင်ရင်မကောင်းစကားမပြောမိအောင်အထူးရှောင်ပါမကောင်းပြောမယ်ဆိုရင်တော့အကောင်းပြောတာလေးနဲ့အခံပြုတ်ပြီးထောက်ပြခြင်းနဲ့အချက်ကိုထုတ်ပြပါ လူမောအောင်မနေပါနဲ့ လူတွေကလူလုံမှတော့လူတွေကြိုက်တာကိုပဲဦးစားပေးလိုက်တာကကောင်းပါတယ်။နေရာတကာအပြစ်ပြောတတ်တဲ့အချင်းရှိရင်ကောင်းကွက်ရှာတတ်အောင်အရင်ကျင့်ထားပါ။ကိုကိုကိုအမြဲစမ်းစစ်ဝေဖန်ပါ။သူများပြောမှကိုအပြစ်ကိုကိုကိုအမြဲစမ်းစစ်ဝေဖန်ပါ။သူများပြောမှကိုအပြစ်မြင်နိုင်တဲ့သူလုံးဝမဖြစ်ပါစေနဲ့။ကိုအမားကိုကိုတိုင်းမြင်ပြီးပြုပြင် ပြုပြင်နိုင်သူဖြစ်ပါစေ။ဘာပဲလုပ်လို့မလုပ်ခင်ကကြိုတွေးပါ။ဘာပဲလုပ်လို့လုပ်ပြီးတိုင်းမှာအမအမှန်စမ်းစစ်ပါ။ ဘာပဲပြောပြောမပြောခင်ကတည်းကစကားကြိုတွေးပါဘာပဲပြောပြောပြောပြီးတိုင်းမှာပြောထားသမျှပြန်တွေးပြီးတော့စမ်းစစ်ပါကိုကိုကိုအမြဲစမ်းစစ်ဝေဖန်သူဟာညံအမျိုးမြင်ကြီးအောင် လေ့ကျင့်နေပြီးသားသူ ဖြစ်သွားပါပြီ ကိုအပြည့်အနာစာတွေကိုမြင်နိုင်တယ်လို့ပြုတ်ပြင်နိုင်တဲ့အလျောက်တပါးသူရဲ့အပြစ်တွေကိုကြည်ပြီးကိုမမားအောင်ကြိုပြုတ်ပြင်နိုင်တဲ့အကျိုးကျေးဇူးရှိပါတယ်ကြိုမတွေးထားပဲဘာမှမလုပ်မပြောမိပါစေနဲ့ စိတ်ကံစားချက်တွေကိုချုပ်တီးတက်ပါစေလူဘဝဆိုတာကဟန်ဆောင်မှုတွေနဲ့ပြားဆက်ကနေရတယ်လို့ပါပဲတရုတ်ဆောင်ကောင်းမှလူပီတနိုင်တာပါအခြေအနေလိုက်ငိုစရာရှိရင်လဲငိုပြတက်ရမှာဖြစ်တယ်လို့ရေစရာရှိရင်လဲအเจ้าမရှိပဲရေပြနိုင်လို့ဖြစ်ရပါမယ်ဒေါသကိုမျိုးသိပ်ပြီးဂျင်းနဲ့ပြနိုင်ရမှာဖြစ်တယ်လို့ဝန်ထဲမှုကိုချုပ်တိန်ထားပြီးဂျင်းနဲ့တဲ့ရုပ်အသွင်နဲ့လူတွေအကြရှင်းတန်းနိုင်လို့ဖြစ်ရပါမယ် မတူညီတဲ့မျက်နှာဖုံးများစွာနဲ့ပြီးတေတအောင်တယုတ်ဆောင်တက်ရင်လူထက်ကလူဖြစ်သွားပါပြီအချိန်အခါလိုက်ပြောင်းလဲလွယ်ပါစေအစွဲကြီးသူလည်းမဖြစ်ပါစေနဲ့ခင်းနောက်ပြန်သမားလည်းမဖြစ်ပါစေနဲ့အချိန်အခါလိုက်ခင်မိသူဖြစ်ပါစေသူများထက်ရှေ့ရောက်တဲ့အတွေးခေါ်သူသူများထက်လွတ်လပ်ပွင့်လင်းတဲ့အတွေးအမြင်ရှိသူအများနည်းသူလက်သင့်ခံနိုင်တဲ့အသည့်အမြင်ရှိသူမျိုးဖြစ်ပါစေပြောင်းလဲနိုင်ခြင်းကတိုးတက်ခြင်းဖြစ်တဲ့ အပြောင်းအလဲမရှိခြင်းဟာဆုပ်ယုပ်ခြင်းဆုပ်ယုပ်နေခြင်းဖြစ်ပါလေပျော်ရွှင်မှုတွေပေးနိုင်စွမ်းရှိသူဖြစ်ပါစေအရေးကြီးဆုံးသောကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်ဘယ်သူမှ အပူတယ်နားမသွားခြင်းမဘူးစိတ်ဆင်းရဲစရာတွေဝေးရမှာပဲနေခြင်းကြတာပါပေါင်းတဲ့ဆက်ဆံမယ်ဆိုရင်လည်းပျော်ပျော်နေတက်သူတွေကိုမှတ်မောကြတာပါဒါကြောင့်ကိုယ်အနာ ရောက်လာမဲ့လူတိုင်းကိုပျော်ရွှင်မှုတွေကျေနပ်မှုတွေ စိတ်ချမ်းသာမှုတွေပေးနိုင်တဲ့သူပဲဖြစ်ပါစေလူချင်းမှာအဖြစ်မခံပါနဲ့အပြစ်နဲ့ကင်းလွတ်နိုင်တဲ့သူ မရှိပါဘူးဒါပေမဲ့အပြစ်အ ਨੇ ဆုံးတော့လူတော့ဖြစ်အောင်ကြိုးစားလို့ရနိုင်ပါတယ်လူမှန်ရင်ပူပင်မှုတောကတွေကိုစီရှိကြမှာပါဒါပေမဲ့တောကနေအောင်နေတတ်တဲ့သူတွေစီကို လူတွေပို့ပြီးတော့ချီးကပ်ခြင်းကြပါတယ်ပျော်ရွှင်မှုတွေကိုမပေးနိုင်ရင်တောကတွေနဲ့စိတ်ဆင်းရဲမှုတွေမဝင်မြမိပါစေနဲ့လူတွေကလူဖြစ်နေခဲ့မှာတော့လူတွေနဲ့အစဉ်ပြေတဲ့သူဖြစ်ပါစေ။ လူ့ကွာစာဖြစ်နေမဲ့အစားလူတွေနဲ့အစဉ်ပြေတဲ့တာမန်လူဖြစ်တာကမှပိုကောင်းပါလေတဲ့အဘူတဲ့အဖြစ်မခံပါနဲ့အပြောသေးတာဖြစ်ပါဤဥပဒေသား25ပြုပြင်ပြောင်းလဲလိုက်ပါသဘောတရားလူမှုအသိုက်အဝန်းရဲ့ပုံသွင်းခံရမှုကြောင့်ဖြစ်နေတဲ့လူနေမှုဘဝပုံစံနဲ့အကျင့်စရိုက်တွေကိုစန့်ကျင်လိုက်ပါဘယ်တော့မှလက်မခံပါနဲ့ကိုယ်ပိုင်အစွမ်းအစားနဲ့ကိုဖြစ်တည်မှုကိုကိုယ်တိုင် ဖော်ထုတ်ရမယ် ကိုသာလင်ကိုအရှင်သခင်ဖြစ်အောင်ပြုပြင်ပြောင်းလဲလိုက်ပါလောင်းရိတ်ခံစိုးမိုးခံဘဝမှာตายာနေမိတာမျိုးမဖြစ်ပါစေနဲ့အပြုအမှုအပြောအဆိုအနေအထိုင်အားလုံးကိုအဆင်အတန်းရှိအောင်ပြုပြင်နေထိုင်ပါအရှင်ဝါကြီးတဲ့ပုံကိုယ်တိုင်းမှာသူများနဲ့မတူတဲ့ဇယိုက်ဝိတေသကိုစီရှိကြပါတယ်မွေးဖွားလာကြတဲ့ဟာပါလာတဲ့ကိုစီရိုက်ကကိုဖြစ်တည်မှုအဆင်မဟုတ်ပါဘူးမျိုးရိုးစင်ဆက်ချင်းတုံးခဲကြပြီးလောင်းရိတ်မိနေတဲ့အချင်းဇယိုက်တွေကိုကိုဖြစ်တည်မှုအဖြစ် းလက်ခံစရာလုံးဝမလိုပါဘူးမိဘတွေကြောင့်မဖြစ်မနေပြုမှုကျင့်ကြံရပြီးကျင့်သားရသွားတဲ့ဇယိုက်တကံတွေလည်းကိုဖြစ်တည်မှုအစစ်မဟုတ်ပါဘူးကိုတိုင်းကိုကြခံစားသိရှိပြီးမှလက်ခံထားလို့ဖြစ်လာတဲ့ဇယိုက်ကလွဲရင်ကျန်တဲ့ဇယိုက်တွေကိုစန့်ကျင်လိုက်ပါအကူလည်းမခံပါစေနဲ့လောင်ရိပ်အောင်လွတ်မြောက်အောင်ရှောင်ထွက်နိုင်ရမယ်အဲ့ဒီလိုရှောင်ထွက်နိုင်မှသာရဲစမ်းတက်တိရှိတယ်လို့ခေါ်ပါတယ်။ပုံသွင်းငံဘဝမှာတာယာနေတဲ့သူလုံးဝမဖြစ်ပါသေးနဲ့ အဲ့ဒီလိုပဲပုံသွင်းကံဘဝကြောင့်စိတ်အကျဉ်းချနေတဲ့သူလည်းလုံးဝမဖြစ်ပါသေးနဲ့ကိုသာလင် ကိုဘဝရဲ့ပုံဖော်သူဖြစ်ပါစေကိုသာလင်ကိုဘဝရဲ့ဈေးချေသူအမှုပညာရှင်ဖြစ်ပါစေသူများပုံသွင်းလိုက်လို့ရုပ်လုံးပေါ်လာတဲ့စက်ရုပ်လိုလူမျိုးမဖြစ်ပါစေနဲ့ကိုသာလင် ကိုဘဝရဲ့ပဲ့ကန်ရှင်ပုံသွင်းသူဖန်တီးသူဖြစ်နိုင်ဖို့ကိုအတိစိတ်နဲ့စင်ကျင်တုံတရားအစဉ်အတန်းကိုတိရှိနားလည်ထားရမယ်ကိုကိုကိုတိကျင်ဟာကိုဘဝကိုကိုတိုင်း ပုံဖော်နိုင်ရေးအတွက်အရေးကြီးဆုံးတော့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ကိုကိုကိုတိမှကိုလူကိုလူအချက်နဲ့အားနည်းချက်ကိုမြင်နိုင်မှာဖြစ်ပါတယ်။ကိုအသွင်အမြင်နဲ့စိတ်ခံစားချက်တွေကိုနားမလည်ပဲပြောင်းလဲဖို့ကြိုးစားထားတာကယူနံမှုတတ်တတ်သားဖြစ်ပြီးရေထဲအယုတ်ရေးသလိုပုံပေါ်မှာလုံးဝမဟုတ်ပါဘူး။18ရာစုလောက်ကနာမည်ကျော်ကြားလူသိများခဲ့တဲ့ပြင်သစ်ဝေဖန်ရေးဆရာဖြစ်တဲ့ Dave Nee DD Hof ပြောခဲ့တယ်လို့ပါပဲ။ ဟမ်ဆောင်တက်တဲ့လူတွေတရုတ်ဆောင်ရင်ကြည်ဟာစိုးပါတယ်စိတ်ရင်းစိတ်မှန်းနဲ့ပေါင်းတင်ဆက်ဆံတက်တာကကောင်းတဲ့အချင်းစရိုက်တစ်ခုပါဒါပေမဲ့လူပီးသားတဲ့အရေးအသွေးတစ်ခုတော့မဟုတ်ပါဘူးပွင့်လင်းအားလွန်ကြည့်ရင်ဟန်ဆောင်မှုမပါတဲ့အတွက်အပြောပဲဖြစ်စေအမူအပြုတ်အမူပဲဖြစ်စေကြည်ဟာစိုးပါတယ်လက်ခံဖို့ရမလွယ်သလိုဆက်ဆံဖို့တော့မလွယ်ပါဘူးလူမှုအတိုက်အဝန်းဆိုတာကဟန်ဆောင်မှုတွေနဲ့လေပတ်နေတာဖြစ်တဲ့အတွက် ပွင့်လင်းမှုဆိုတာကအများနဲ့အစင်မပြေနိုင်တဲ့အလိန်ပေါ်ဆက်လို့ဖြစ်နေတတ်ပါတယ်။ဖုံးကွယ်မှုမရှိဘဲအရာအလုံးကိုပွင့်လင်းရဲသူက အမြင်အပြည့်တက်တည်ရှိတယ်လို့လေးစားဖို့ကောင်းတော့အောင်အားကျစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တကယ်တော့အမှန်တရားဖြစ်စေပွင့်လင်းမြင်သာမှုဖြစ်စေလက်ခံနိုင်ဖို့မလွယ်ပါဘူး။အလိန်ညာမှုသားတွေနဲ့ရောပြိုးနေတဲ့လောကနယ်ပယ်ထဲမှာဟန်ဆောင်မှုမရှိတဲ့တဲ့တို့ကြီးပွင့်လင်းနေတာကအဖုံးအကမရှိကိုလုံးကြီးချွတ်ပြလိုက်တာမျိုးတွေ့ပါတယ်။ အမြင်ကက်စရာကောင်းသွားနိုင်တယ်လို့ယွန်းစရာယွန်းမုန်းစရာအနေအထားရောက်သွားတတ်ပါတယ်။ဒါကြောင့်လူတွေကလူဖြစ်ချင်းဟန်ဆောင်ကောင်းမှုလိုအပ်ပါတယ်။ပေါင်းတင်ဆက်ဆံရေးအခြေအနေအလိုက်ငိုဖို့လိုရင်ငိုပြတက်ရမယ်။ရဲဖို့လိုရင်ရဲပြတက်ရပါမယ်။ကန်စားချက်တွေဆိုတာကကိုပိုင်ဖြစ်ပေမဲ့အများနဲ့ဆိုင်တဲ့အခိုက်အခံတွေမှာအများနည်းတူခန်းစားပြတတ်ရပါမယ်။ဟန်ဆောင်ကောင်းတဲ့သူတွေကိုလူတွေကပုံမှတ်ကြပါတယ်အထူးသဖြင့်အပြောလဲကောင်းအနေအထိုင်လဲတက် ဖုံးကွယ်မှုတွေများတဲ့လူကမှလူတွေကပို့ပြီးတော့အထင်ကြီးကျင်ကြတာပါလှည့်ဝှက်ချက်တွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့လူကို လူတိုင်းလိုလိုဆက်စုခြင်းပေါင်းသင်းကျင်ကြပါတယ်ကာလဒေတာအလိုက်အသားတကြနေတက်မှ လူတွေကလူပီတနိုင်ပြီးရိုးသားပွင့်လင်းသလိုဟန်ဆောင်ပြရင်တော့လူတွေအကြလက်ခုပ်လက်ဝါးတီးပြီးဝန်းရံခြင်းလောက်အောင်ဘဝပြောင်းလဲသွားနိုင်ပါတယ်ဒီနည်းကို အမေရိကန်သမ္မတ အဲဘရာဟန်လင်ကွန်းသဘောပေါက်ခဲ့ပါတယ်။လူဘုံအလင်မှာတာမညတောသူတောင်သားပုံစံမျိုးနဲ့ဟန်ဆောင်ကောင်းခဲ့လို့ပြိုင်ဘက်ကိုကြော်လုံပြီးတမနာအဖြစ်ရွေးကောက်ခံခဲ့ရတာပါ။ဒုက္ခဒုက္ခအရဘယ်သူမှမုတ်စိတ်မွေးဘရဘွားနဲ့တမနာလောင်းအဖြစ်အရွေးမခံခဲ့ကြပါဘူး။အဲ့ဒါကိုလင်ကွန်းကအုတ်ထုတ်ကြီးစောင်းမုတ်စိတ်ရှည်ကြီးနဲ့ဝတ်ယုံနဲ့ကြီးချုံပြီးလူတွေအကြအများနဲ့မတူတမှုထူးတဲ့အသွင်နဲ့မဲဆွဲခဲ့လို့အားလုံးရဲ့စိတ်ဝင်စားမှုခံရပြီး လူကြိုက်များတဲ့တမရလောင်ဖြစ်သွားနိုင်ခဲ့တာပါတာမညတောတူတောင်သားအနေနဲ့အားလုံးရဲ့အခက်အခဲကိုနားလေကြောင်းအပြိုးကောင်းအဟောကောင်းခဲ့ပြီးအားလုံးအတွက်ကမကထကြိုးစားပေးမယ်ဆိုတဲ့ဂတိစကားနဲ့ဇန်နာပြခဲ့လို့နေရာကောင်းရောက်နိုင်ခဲ့တာဖြစ်ပါတယ်လူလေလှုပ်တာကိုလူတွေမုန်းပါတယ်ဒါပေမဲ့ပါနဲ့တာကိုတော့အင်မတန်သဘောကျတတ်ကြပါတယ်ဒါကြောင့်ပါနဲ့လူလေကြတတ်အောင်ကြိုးစားပါ ်ဆန်းနာပြတာကလည်းထီရောက်တဲ့နောက်ထပ်နီးလန်းမှာအပြင်မှာဝတ်စားစင်ရင်မှုနဲ့အတူဇန်နာပြပြီးကိုယ့်ရဲ့အစွမ်းအစတွေကို အထာကျကျဇက်လန်မျှတဲ့ရင်လူတွေရဲ့ဂယုနာစိတ်နဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းရှေးတစ်ဆင့်ဆက်သွားခွင့်ရနိုင်ပါတယ်စင်မြင့်မှာဇက်ကနေတယ်လို့ပဲတရုတ်ဆောင်ကောင်းယုံနေတော့မလုံလောက်ပါဘူးဇက်လန်ဇက်ကွက်ဇက်အိမ်လဲကောင်းအောင်မှလူစိတ်ဝင်စားမှုရမှာပါဒါကမှနောက်ခံတီးဂီတာလေးတွေနဲ့ ဇန္နာပြကွက်ကောင်းတုံးပြီးတရုတ်ဆောင်လိုက်ရင်ပြိတ္တအားလုံးရဲ့အားပေးချီးမြှောက်မှုကိုအပြည့်အဝရနိုင်မှာဖြစ်ပါတယ်။နပိုလီယံနဲ့မော်စီတုံးတို့လိုခေါင်းဆောင်တွေကအုပ်ချုပ်ခံပြီးသူလူတို့ကိုဇက်ကွက်ကောင်းတွေနဲ့ဆွဲဆောင်ပြီးပြကွက်ကောင်းကောင်းကိုအချိန်ကနောက်ခံတင်းနဲ့ဇန္နာပြတက်ခဲ့လို့အားလုံးရဲ့ထောက်ခံမှုရခဲ့ပြီးအာနာရှင်ကြီးတွေအဖြစ် နေရာမြေးနိုင်ကြဖြစ်ပါတယ်။လူတို့ရဲ့အမြင်ကို အမြောင်းပြအမြဲပြောင်းလဲသွားအောင်ဇက်ကောင်းဖန်ပြီးတရုတ်ဆောင်တက်ရတယ်။ လူတွေရဲ့အမြင်မှာညီးငွေ့စရာဖြစ်သွားအောင်ဇက်တမျိုးတည်းကိုပဲအမြင်မကနဲ့ဇက်ပြောင်းမှာနောက်ထပ်မဖြစ်မနေတိထားဖို့ကတရုတ်ဆောင်ကောင်းတိုင်းဇက်လန်းမျိုးစုံထွေနေစရာတော့မလိုပါဘူးတခါတလေမှာတရုတ်ဆောင်မဲ့အစားဇက်စင်ဘောကကြောက်တုံးကြောက်ခဲလို့တစ်ပင်နွယ်ပေါင်းလိုမျိုးဇက်မရှိတဲ့တရုတ်ဆောင်မှုတွေနဲ့ကိုယောင်ဖျောက်တက်ဖို့တော့လိုပါတယ်ဇက်ွက်တိုင်းမှာပါနေတဲ့တရုတ်ဆောင်ကိုလူထင်သေးပါတယ်ဇက်ဆောင်အစ်စ်ဆိုတာကသူနဲ့ဆိုင်တဲ့ဇက်ွက်မှာပဲ ကပြရလေရှိတယ်လို့မျိုးကိုနဲ့ပေါင်းတင်ဆက်ဆံရမယ်လူအလိုက်ပြောင်းလဲပြီးတရုတ်ဆောင်မှာနေရတကမပါမိပါစေနဲ့ဇက်တိုင်းပါပြီးဇက်တိုင်းနာပြနေရင်လူမြင်ကက်ခံရလို့လူတွေကျင်တာခံရတတ်ပါတယ်နောက်ဆုံးအနေနဲ့မဖြစ်မနေတိထားဖို့လိုအပ်တာကဇက်ကောင်မျိုးစုံတရုတ်ဆောင်တက်ဖို့ပါ လူမှန်ရင်အချင်းအနေအခါကာလအလိုက်အမျိုးမျိုးတရုတ်ဆောင်တက်ဖို့လိုပါတယ်မျက်နှာဖုံးရွေးတက်ဖို့လည်းလိုပါတယ် ဘိတ်မတ်လိုမျိုးဇက်ကောင်မျိုးစုံတယုတ်ဆောင်တက်အောင်လေ့ကျင့်ထားပါ liberal သမားတွေနဲ့တွေ့ရင် liberal ဝါဒလက်ခံတယ်လို့မျိုးလေးယုံနဲ့တွေ့ရင်လေးယုံလိုမျိုးဇက်ကောင်ဇက်ဆောင်တစ်မျိုးတည်းကတာမဟုတ်ပဲဇက်အမျိုးမျိုးတို့မတူတဲ့နီးဟန်တွေနဲ့တယုတ်ဆောင်တက်လို့ဘိတ်မတ်ရဲ့ရန်သူတွေအနေနဲ့သူ့ရဲ့ပင်ကိုဇရိုက်တိတိကျကျခံမှန်းနိုင်စွာမရှိကြတော့ပါဘူးပုတ်တင်လိုပဲအယောင်ပြောင်းတက်ပါစေတမျိုးတည်းတတ်မှတ်တယ်မနေနဲ့ပြောင်းလဲခြင်းကတိုးတက်ခြင်းဖြစ်တယ် လူတိုင်းနဲ့အစဉ်ပြေတဲ့လူမျိုးဖြစ်ပါစေသူတို့ကောင်းအကြမှာသူတို့ကောင်းရောင်ဆောင်ပြီးနေတတ်ရမှာဖြစ်တယ်လို့လူမိုက်တွေအကြမိုက်ယူရဲဆံပြီးတက်တိကောင်းပြတတ်ရမယ်။ဘောင်းသင်းဆက်ဆံရတဲ့လူအလိုက်ဟန်ဆောင်ကောင်းနိုင်ရမယ်။လူဆိုတာအသွေးအမြင်နဲ့ရှင်သန်ရတဲ့တရားဖြစ်တယ်။တရုတ်ဆောင်ကောင်းမှလူတော့တိုးနိုင်မယ်ဆိုတာမမေ့ပါနဲ့။နေဥပဒေတာ26လက်တန့်စိတ်တန့်ပါစေ။သဘောတရား အပြစ်အနာစာကင်းရှင်းတဲ့လူလောကမှာမရှိပါဘူး။ဒါပေမဲ့အပြစ်ရှိပေမဲ့အပြစ်ကင်းတယ်လို့အနာရှိပေမဲ့ဒဏ်ရာမရှိတယ်လို့ယက်တီနိုင်တဲ့လူတွေအများကြီးရှိပါတယ်။အမားနဲ့ဘယ်သူမှတော့မကင်းနိုင်ပါဘူး။ဒါပေမဲ့ကိုပယောကားကြောင့်ဖြစ်တဲ့အမားမျိုးမဖြစ်ပါစေနဲ့။ဘလို့ကိစ္စရက်မျိုးမဆိုလက်တက်အောင်လုပ်တတ်ရတယ်။လူတွေရဲ့အမြင်မှာအပြစ်မြင်စရာမရှိအောင် နေတက်ထိုင်တက်ရတယ်။သွေးချောင်းစီးတဲ့ပြက်တနာပြိပခါတွေရဲ့နောက်ွယ်ကကြိုးကင်နေတဲ့သူဖြစ်နေခဲ့ရင်တော့ လက်နှစ်ဖက်လုံးသွေးမစွန့်အောင်အနည်းအထိုင်ကောင်းနိုင်ရမယ်။လိုအပ်ရင်ဓားစားကန်တွေချတာပြီးအစားထိုးတတ်ရမယ်။ဖောက်သမျှလန်ကိုစီပြန်မဆိုင်စေနဲ့။အကွေအကောက်ဘလောက်ပဲများနေပါစေကိုစီပြန်မရောက်ပါစေနဲ့။အမားနဲ့ဘယ်သူမှမကင်းနိုင်ပါဘူး။အချောင်းအမျိုးမျိုးကြောင့်အလွဲအချော်အတိန်အဆောင်တွေရှိလာမှာပါ။လောကကြီးကမသေးချာမရေရာမှုတွေများတာကြောင့်အချိန်မရွေးအကြောင်းတိုက်ဆိုင်မှုတွေဖြစ်လာတတ်ပါတယ်။ဒါပေမဲ့ဩဇာအာဏာအချိန်အဝါရှိသူတွေအနေနဲ့ အမားတွေဘလောက်ပဲလုံမိပါစေဖြစ်လာမယ့်နောက်ဆက်တွဲအကျိုးဆက်တွေကြောင့်ထိခိုက်နစ်နာတာမျိုးမဖြစ်အောင်ကန္တကူးအစတွေကပြင်ဆင်တက်ရတယ်။အကြောင်းအမျိုးမျိုးကြောင့်ပြက်တနာပရိပခါတွေဖြစ်လာခဲ့ရင်လေရှောင်ပြေးတာမျိုးမလုပ်ပဲထိတ်တိုက်ရင်ဆိုင်ရဲရမယ်။အမားကိုလက်ခံရဲတာကအမျိုးအမြင်ရှိခြင်းပဲဖြစ်တယ်။အမားကိုဝန်ခံရဲသူဟာဒုသက်သူဖြစ်တယ်။အမားကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်ကိုရင်ဆိုင်ရဲသူဟာစစ်သူရဲကောင်းလိုပဲရဲရင်သူဖြစ်တယ်။ အရေးကိစ္စတခုခုလောက်ကိုင်းနေရင်အကြောင်းအမျိုးမျိုးကြောင့်အလွဲအမှားတစုံတစ်ခုဖြစ်လာခဲ့ရင်မြစ်ပါနာကင်စာအကျိတ်ကိုအချိန်မစွဲပဲချက်ချင်းခွဲစိတ်ကုသတယ်လို့မျိုးအလွဲအမှားတွေကိုချက်ချင်းဖြေရှင်းတတ်ရမယ်။စင်ကြေးပေးတာတွေအကြောင်းပြချက်ထုတ်တာတွေကဓာတ်ရုံကြီးနဲ့လှီးဖြတ်နေတယ်လို့ပဲမပြတ်တယ်လို့သွေးပိုထွက်တာနဲ့ပိုနာကျင်ခံစားရတာနဲ့ပဲအပတ်တင်တယ်။အမားလုံးမိလို့အကြောင်းပြချက်ပေးပြီးစင်ကြေးတွေနဲ့ခြေပတာကကိုကိုကို စင်ကြီးတွေနဲ့ခြေပတာကကိုကိုကိုယုံကြည်မှုမရှိပဲမလုံစိတ်များနေလို့ဖြစ်ပါတယ်ဘယ်သူမှစင်ကြီးပေးတာမကြိုက်ဘူးအချောင်းပြချက်တွေထုတ်ပြပြီးဟိုပြောဒီပြောလေပေါ်တာကိုလူတိုင်းအမြင်ကက်ကြတယ်နှစ်ဦးနှစ်ဖက်လည်းအကျိုးမဲ့တယ်တောင်းမှန်စကားပြောလိုက်ရုံနဲ့အလွဲအမှားပြဿနာကပြီးစီးမသွားဘူးအချိန်ကုန်လူပင်မဲနဲ့ဖျက်စရာရှိချက်ချင်းဖျက်ပါအပွားမခံနဲ့အလောက်ကျွေးမထားမိစေနဲ့ပတ်စံအကျွေးကြီးလေအောင်ဆက်ဖို့လွဲတယ် အမားတွေထက်ခါထက်ခါလုံပြီလို့အလုတ်ကျွေးတွေများလာရင်အစားပြောက်ပြီးအလုတ်ရှုပ်တယ်။တစိမ့်တဲထားတလုတ်တဲလုတ်ဖို့အာယုံစိုက်မရပဲအတွေးများရတတ်တယ်။တောကလည်းများရတတ်တယ်။ကိုကိုကိုအားမလို့အားမရဖြစ်ရတတ်တယ်။မကြေလေစိတ်နဲ့ကိုကိုကို မုန်းဒီစိတ်ဝင်လာတတ်တယ်လို့အမြင့်မြင့်အပြည့်မြင့်စိတ်ကြီးလာတတ်တယ်။ဒါကြောင့်အကြောင်းပြချက်ပြီးတဲ့အကျင့်မရှိစေနဲ့။အမားကိုရဲရဲကြီးဝန်ခံနိုင်အောင်စိတ်နေစိတ်ခံစူးစမ်းပြင်ဆင်ပါ။ တခါတလေကုပယောကကြောင့်ဖြစ်သွားတဲ့အမားအဖို့ဝန်ခံလို့မဖြစ်တဲ့အနေအထားမျိုးတွေရှိနိုင်တယ်။အဲဒီလို အခြေအနေမျိုးနဲ့ကြုံတွေ့လာရရင်အပြစ်တွေပုံချဖို့အစားထိုးစရာစတိကံလူလိုတယ်။ဩဇာအာဏာအရှိန်အဝါဆိုတာကယာဒူးဂုံဒရက်တွေနဲ့လူပုံအလဲမှာယက်တီကြားရတာဖြစ်တဲ့အတွက်အရှိန်အဝါတွေကိုအရှိန်အဝါတွေကိုထိခိုက်လာနိုင်သမျှအနေရကနေကာကွယ်နိုင်မှု အရေးကြုံရင် အပြစ်ပုံချစရာလူပူထားထားနိုင်ရမယ်။ အမားမရှိအမားမလုပ်တဲ့အသွင်အပြင်ကိုအမြဲထိမ့်သိမ်းထားဖို့လိုအပ်တဲ့လူတွေအနေနဲ့စတေးကန်လူပိုမရှိရင်အတော်လေးကြွားကြနိုင်တယ်ရှေတိုးမရနောက်ဆုံးမရဖြစ်သွားခဲ့ရင်လက်ရှိအနေနဲ့ဒါအားလုံးဖြစ်စီဖြစ်သုံးသွားနိုင်တယ်ကျင်းတဲ့တက်ထဲရောက်သွားကျင်းတဲ့ချက်ထဲရောက်တိုင်းမှာပြေးလန့်အနေနဲ့စတေးကန်လူကိုအတုံးချပေးကြွေလိုက်ပါစတေးကန်လူရွေးချယ်တဲ့နေရာမှာအထူးမှတ်ထားဖို့ကကိုယ့်ကိုပြန်ဒုက္ခပေးနိုင်တဲ့သူမျိုးမဖြစ်ရဘူးဒါပေမဲ့လူတွေရဲ့အမြင်မှာတော့ ကိုစတေးလိုက်တဲ့လူကကိုလိုပဲအချိန်အဝါရှိနေရမယ်။အဲ့ဒီလိုလူမွေးတက်ဖို့ကလည်းပညာပဲ။ကွက်ဖဲတွေနဲ့လူကိုကစားတက်ရမယ်။ကိုအပြည့်အတွက်စတေးခံတဲ့ပုံကောဇန်းနာပြလိုက်လို့သူရဲကောင်းစရင်သွင်းခံလိုက်ရတာမှမဖြစ်စေနဲ့။လူတွေအမြင်မှာဆက်ဆုပ်ဖို့ကောင်းနေပါစေအနေအထားအလုံးကိုတွင်တက်အောင်ဖန်တက်ရမယ်။အချောင်းဝင်ခံခိုင်းလိုက်တော့မှသူတို့ကောင်းဖြစ်သွားခဲ့ရင်ကိုကျိုးနေလိမ့်မယ်။လူရေးမှန်ပါစေ။ လူထက်ကလူဖြစ်ခြင်းရင်ဘယ်တော့မှလက်ပေမခံနဲ့မကောင်းတဲ့အလုပ်မကောင်းတဲ့အရေးကိစ္စဟူသမျှကိုကိုစားလုပ်ကိုင်းမှာကုပယောဂဟူသမျှကောင်းတာတွေအတွက်ပဲဖြစ်ပါစေအရှိန်အဝါဆိုတာကအစင်ကြယ်မှုတွေနဲ့တိဆောက်ရတဲ့အရာမဟုတ်ပါဘူးအစွန်အထင်များစွာနဲ့အယောင်ဆိုးပြီးမှတလှချင်းပြန်စေးကြော့ရတဲ့အလုပ်ပါကြောင်ဦးလက်ဝါလိုမျိုးလက်သေးတွေကိုဖွက်ထားပါရန်သူနဲ့မဖြစ်မနေထိတ်တိုက်ရင်ဆိုင်ရရင်တော့ကို့အစွဲကုလက်သေးသုံးပြီး မတိုက်ခိုက်ပါနဲ့သူများလက်သူများချေတုံးပြီးကို့အလိုကိုဖြစ်စည်းတက်ရမယ်အပြစ်ကင်းလေလူလေးစားလေဖြစ်တဲ့အတွက်အစွန်းအထဲမရှိအောင်အတက်နိုင်ဆုံးရှောင်ပါအမားနဲ့ဘယ်သူမှမကင်းနိုင်ပါဘူးဒါပေမဲ့ပါနေတဲ့သူတွေကတော့ဓာတုံးကင်ပြီးတိကနေပြအောင်ဖြတ်တက်ကြပါတယ်ယူမိုက်တဲ့လူတွေကတော့ထက်မြက်တဲ့အသွားနဲ့ဓာကိုရမ်းပြပြီးဓာတုံးနဲ့ခုတ်တလို့လိုက်ဖြတ်ကြတယ်လို့အပြစ်တင်ကြပါတယ်ဘာလို့လို့အဖုံးအကာမပါဘဲမလုံမိပါစေနဲ့ မကောင်းတာလုပ်နေရင်တော့ကောင်းဖို့အတွက်လုပ်နေတယ်လို့မျိုးအယုံသွင်းပြီးမှလုပ်ပါအပြောမကောင်းအဖုံးမကောင်းရင် ကောင်းတာတွေလုပ်နေတာတော့မှမကောင်းတယ်လို့မြင်ရအမြင်ခံရအထင်ခံရတတ်ပါတယ်အနေမတက်တာတစ်အလုံးမတက်ရင်လူမုန်းတယ်အနေမတက်တာတော့လုတ်တက်ကင်တက်ရင် လူကြိုက်တယ်အနေလဲတက်အလုတ်လဲတက်ရင်လူချစ်တယ်အနေလဲတက်အလုတ်လဲတက်ဟန်ဆောင်တက်ရင်လူလေးစားတယ် ဂုံတိတ်ခါဆိုတာကမကောင်းမှုတွေဖုံးကာထားတဲ့လေကားပေါ်ကကိုယ်စုံနဲ့တူတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့48 law of power အာနာဇက်အပိုင်း၈ဒီမှာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ Sony Pop channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်။သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ။ အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးအသွေးကနေကင်းဝေးပြီးတော့ကကြီးသုံးပါးကိုလည်းအမြန်ဆုံးကြော်လွှားနိုင်ပြီးတော့ငိမ့်တဲ့ဘဝငိမ့်ချတဲ့ဘဝမှာအမြန်ဆုံးပြည့်လည်နေထိုင်နိုင်ကြပါစေလို့စုမုံကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာ